ကဲဒီကနေ့မှာဆိုရင်တော့ကျွန်တော်တို့က RB Leipzig ကနေပြီးတော့အသင်းပြောင်းနေနေတဲ့ကျွန်တော်တို့ Benjamin Sesko တယောက်ဒီနေရာဒီပြောင်းရှိကြရင်ဘယ်အသင်းကိုရွေးချယ်သွားမှာလဲ ဲ့တော့အခုလက်ရှိတာနောက်ဆုံးရတဲ့သတင်းအရာဆိုရင်တော့ကျွန်တော်ဘင်ဂျမင်ဆက်စကိုကအခုဒီနွေဒီအပြောင်းရွှေ့ကြရင်တော့ဒီ IP license ကနေပြီးတော့သူ့အနေနဲ့ထွက်ဖို့အတွက်အဲဒါစူးစမ်းသွားမယ်ဆိုပြီးတော့သိရှိရတယ်သူ့အနေနဲ့ဒီဥရောပရဲ့ကလပ်အသင်းကြီးတစ်ခုကိုသူ့အနေနဲ့ရွေးချယ်ပြီးတော့ပြောင်းရွှေ့သွားမယ်ဆိုပြီးတော့လည်းသိရှိရတယ်အဲဘင်ဂျမင်ဆက်စကိုကအခုလက်ရှိအခြေအနေမှာဆိုရင်အသက်အရအပြည့်အစုံ22နှစ်ပဲရှိသေးတယ်22နှစ်ဆိုတာကတကယ်ကိုကစားသမားဘဝအစလုံးဝကောင်းတဲ့အခြေအနေပဲရှိသေးတယ်ဗျာတိလာအခုလက်ရှိဒီ RB Leipzig အသင်းနဲ့အတူတူပဲဒါပြိုင်ပွဲစုံမှာဆိုရင်ဒါ18ကိုတွင်းထားပြီးတော့ဒ 6ကိုဒါ assistant လုပ်ပေးထားတဲ့ကစားသမားဆိုတော့ဒီလိုမျိုးကစားသမားမျိုးကိုတော့အတင်းတန်းကတော့ကျွန်တော်တို့ကလိုချင်နေကြမှာပဲဒါဝဲကန်ကြိုးစုံနေကြမှာပဲအဲ့တော့အခုလက်ရှိအချိန်နေမှာဆိုရင်တော့ Benjamin Sasco ဒါလိုချင်နေရဲ့အတင်းနေနေနဲ့ဆိုရင်ဒါ United ရှိမယ် Arsenal Chelsea ဒီ3အသင်းပဲရှိသေးရယ်ဆိုတော့ဘယ်အသင်းကိုများရွေးချယ်သွားမှာလဲပေါ့နော် United ကလည်းအများကြီးအပြောင်းအလဲကိုမရောက်သေးဘူးကျွန်တော် United ကကြီးတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့ကစားသမားကတည်င်းထွက်တာတော်တော်လေးများနေ Benjamin Sasco ရှိတယ် အဲနောက်ပြဗီတာယောခရက်ရှိတယ်ဗီတာအိုစီမန်အများကြီးဗျာတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီး United ကရှာနေတာအများကြီးပဲဗျာဒါပေမဲ့အခုဒီဘီဂျမင်ဆက်ကိုခေါ်မယ်ဆိုရင်လည်းအဆင်ပြေတာဗျာဘီဂျမင်ဆက်ကိုဆိုတာအခုလက်ရှိအသက်အရွယ်အပြင်ဆိုရင်လည်းငယ်သေးတယ်အခုနောက်ပိုင်းမှာဆိုရင်ကလပ်အသင်းတော်တော်များများကအဲ့ဒီတိုက်စစ်မှုတွေဒါကွင်းလယ်ပိုင်းနေဒါနောက်တန်းပိုင်းနေဝင်းဘက်တွေနဲ့ပတ်သက်ပြီးတော့ရွေးချယ်တဲ့နေရာမှာဆိုရင်ဒါအသက်ရွယ်ငယ်တဲ့ကစားသမားတွေကိုပဲအဓိကပြင်မှတ်ထားပြီးတော့ခေါ်ကြတာများတဲ့အတွက်ကြောင့်ဘေဂျမင်ဆက်စကိုလိုမျိုးကစားသမားမျိုးကတော့ယူနိုက်တက်အနေနဲ့ရလိုက်မယ်ဆိုရင်တော့ ဒါအဆင်ပြေသွားမယ်လို့တော့ထင်တယ်။ဘာလို့လဲဆိုတော့ Benjamin Sasko အနေနဲ့ဆိုရင်လည်းအခုလက်ရှိဒါ Epilepsy မှာဆိုရင်လည်းတောက်လျှောက်ဂိုးတွေလည်းအများကြီးတွင်းနေတာပဲ။တိုက်ရှင်မူတယောက်ကကျွန်တော်တို့ဒါဂိုးတွင်းတာမတွင်းတာလည်းသူ့ရဲ့ဒါ partner ဖြစ်တဲ့ဒါ winback တွေအနေရုံနံပါတ်တန်းနေရာကစားသမားတွေလည်းအများကြီးဆိုင်နေရဆိုတော့အခုလက်ရှိ United မှာကအနေရုံနံပါတ်တန်းနေရာမှာကြည့်မယ်ဆိုရင်လည်း Zesi ဆိုရင်ဗျာဘောလုံးကမထွက်ဘူးမဟုတ်ထွက်တယ်။ဒီ winback တွေမှာကြည့်မယ်ဆိုရင်လည်း winback တွေမှာကကာနာဂျိုရှိရဲ့ဒီ Ahmed တွေလို့ဆိုရင်လည်းဒီရာဒီကော်နာနဲ့ပြန်ပြီးတော့ပါဝင်လာမဲ့အခြေအနေလည်းရှိသေးရဆိုတော့ winback တွေကဘောလုံးကတော့ထွက်မှာတော့တည်ကြပြီဗျာ။အဲ့တော့ ီအဆုံးသက်သေးကြတဲ့တိုက်စစ်မှုလိုအပ်နေတာ United ကနောက်ပြီးတော့ Arsenal တိုက်စစ် Arsenal အတင်းအကြည့်မယ်ဆိုရင်လည်း Arsenal အတင်းမှာကတိုက်စစ်မှုကောင်းကောင်းကလည်းတယောက်မှမရှိဘူး Chelsea ကိုကြည့်မယ်ဆိုရင်လည်း Chelsea က Nicolas Jackson တပည့်ကစားသမားတွေဒါပဲရှိရဆိုတော့ Chelsea အတင်းကလည်းလိုအပ်တာပဲ AI ကိုကြည့်မယ်ဆိုရင်လည်း AI ကလည်းတိုက်စစ်မှုကောင်းကောင်းတယောက်ကတော့လိုတာပဲ Tottenham Hotspur ကိုကြည့်မှလား Tottenham Hotspur ကလည်းတိုက်စစ်မှုလိုတာပဲအဲ့တော့ဒီကြားထဲမှာကျွန်တော်က Benjamin Sesko တယောက်ဘယ်အသင်းကိုရောက်ရှိသွားမှာလဲပေါ့နော်အဲ့တော့အခုလက်ရှိမှာဆိုရင်တော့ရေဘန်အစားဆုံးဖြစ်နေရတာတော့ ဒါ United ရှိမယ် Arsenal Chelsea ဒီသုံးသင်းတွေကတသင်းဝင်ပဲဒါသူ့အနေနဲ့ပြောင်းရွှေ့သွားမယ်ဆိုပြီးတော့ဒါ rumor ထွက်ပေါ်နေတာပေါ့နော်အဲ့တော့ Benjamin Sancho ကဒီရာဒီကုန်တာနဲ့ဒါ Avilaise ကနေပြီးတော့တရားပေါက်ထွက်မယ်ထွက်ပြီးတော့သူ့အနေနဲ့ဒီဥရောပရဲ့ကလပ်အသင်းကြီးတစ်ခုကိုသူ့အနေနဲ့ရွေးချယ်သွားမယ်ဆိုတော့ဘယ်ကလပ်ကိုများဒါပြောင်းရွှေ့သွားမှာလဲပေါ့နော်အဲ့တော့ Benjamin Sancho ရဲ့အပြောင်းရွှေ့ရလဲတကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေဆိုတော့ဒါ Benjamin Sancho ရဲ့ဒါရွေးချယ်မှုက ပရီးမီးယားလိဂ်လက်တွေကိုပဲလားဒါမှမဟုတ်ဒါဘယ်သင်းတို့များရောက်ရှိသွားကြမှာလဲပေါ့နော်အဲ့တော့ပရိသတ်တွေနေနေဆိုရင်ရောဗီဂျမင်ဆက်စကိုတယောက်ဒါဘယ်သင်းတို့ရောက်ရှိသွားမယ်လို့ထင်လဲကွန်မန့်မှာတစ်ချက်လောက်ဆွေးနွေးပေးသားကြပါဦး MM Media ကိုစုံတိကြည့်ရှုပေးကြရပရိသတ်တယောက်ချင်းနေတာကျေးဇူးများကြီးတင်ပါတယ်အခါတဲ့ရင်အစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေရကျွန်တော် MM Media ရဲ့ Facebook YouTube TikTok တို့ကိုလည်း Subscribe လုပ်ပြီးတော့စောင့်ကြည့်နေပါတယ်ဘောလုံးပွဲ highlight ကြည့်ရှုခြင်းနဲ့ပရိသတ်များအနေနဲ့ www.mm.stream မှာလည်းအခမဲ့ highlight ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြအောင်သတင်းကောင်းပိုင်းနဲ့နောက်အစီအစဉ်တွေမှာပြန်လည်းစုံတိကြရမယ်ကျွန်တော်တို့စဉ်တင်ဆက်သူဖဖလေးဖြစ်ပါတယ်